င်္ဂလားဒေ့ရှ်နိုင်ငံနဲ့အနီနီမေရှင်းတည်ဆက်နေတဲ့မောင်တော်ဒေတာမှာမြို့နေစီပင်တာယာပြီးလုံခြုံရေးအင်အားကောင်းလာစေဖို့အတွက် ကြီးရိုတီတိဆောက်ပေးဖို့ ULA ကစီစဉ်နေတယ်လို့စုံစမ်းသိရပါဗျ။ရခိုင်ပြည်ဒေသကအရှိခင်နဲ့လုံလက်စားအင်ချီရမိတွေအလောက်ကင်အစင်မပြေသူတွေအချောင်းမျိုးမျိုးကြောင့်နေရမပြေနိုင်သူတွေနဲ့မြို့နေတီတီကနေထိုင်သူတွေဟာကိုယ်တော်ဆန္ဒအရစီရင်ပေးနိုင်တယ်လို့သိရပါဗျ။အဲ့ဒီကြီးရိုတီတိဆောက်ရေးစီစဉ်မှာနေထိုင်ကြမဲ့သူတွေကို စာဝင်နေရေးအဆင်ပြေလာစေဖို့အတွက်လေယာဉ်မြေပါဝင်နေအိမ်တွေလည်းပေးမယ်လို့တရားပါတယ်။လက်ရှိမောင်းတော်ဒေတာမှာမွတ်စလင်လက်နက်ကိုင်အုပ်စုတွေရဲ့ NDA ကိုဒေတာနေပြည်သူတွေကြောက်လန့်နေရတာကြောင့်ဒေတာစီပင်တရားရေးဆောင်ရွက်ပေးမယ့်အစီအစဉ်တွေဟာကောင်းမွန်တဲ့လုပ်ရဲဖြစ်ကြောင်းဒေတာခင်တွေကချူမြင်ကြပါတယ်။လက်ရှိမှာရတိတောင်၊ဘူတီတောင်မောင်းတော်ဒေတာခင်တွေဟာဒေတာတွေလူမှုရေးစီးပွားရေးကိစ္စရဲ့တော်လာရမှာအာစာအဖွဲ့ရဲ့တိုက်ခိုက်တာ ်တက်ဖြတ်တာတွေကိုမကြာခဏခံနေရပါတယ်။ဒါကြောင့်ရတိတောင်ငုံမော်ကနေမောင်တော်ကနေဘင်္ဂလားဒေ့ရှ်တောင်ပြိုလက်ဝဲမြို့အထိလမ်းကြောင်းတစ်ချောင်းမှာကြည်ော်တစ်တီဖန်တီးပေးတာလူနေအိမ်တွေစီပင်လာအောင်ဦးစားပေးဆောင်ရွက်တင်တယ်လို့ဒေသခံတွေကအကြံပြုနေကြပါတယ်။အာရခတတော်ကမောင်တော်မြို့နေနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်တစ်ချောင်းကို2020ခုနှစ်ဒီဇင်ဘာကအပြည့်သက်တင်ပိုက်ခဲ့ပြီးတဲ့နောက်လက်ရှိမှာ နေဆက်အရေး တရားဥပဒေစိုးမိုးရေးမွတ်စလင်လူမှုသဟဇာတရေးတို့ကိုဦးစားပေးဆောင်ရွက်နေပါတယ်။